တီဆွေအောင် Miss Grand နေပြီရောရေရတော့ Miss Grand နေပြီတော့ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်းပြနေတဲ့အလမတအုပ်ဖြစ်ပါရဲ့ရှင် ရွေးတက်က16နှစ်ရှိပါပြီရှင်အောင်မြင်မှုဆိုတာကတော့တိုက်ခိုက်လဲယူနေကြမလို့လူရည်လဲယူနေကြမလို့ဖြည်းဖြည်းလေးနဲ့ပုံမှန်လေးပဲစူးစမ်းပေါ့နော်ဟိုယောက်ျားစွာအချိန်မှန်ရသလိုပဲအောင်မြင်မှုကလည်းအချိန်တန်ရပါတယ်ပေါ့နော်အဲ့ရွေးရွေးဆိုရင်လည်းနာမည်တစ်ခုဖြစ်သွားတယ်ဆိုရင်လည်းဒါအောင်မြင်မှုတစ်ခုပါပဲလူတယောက်နှစ်ယောက်တည်တယ်ဆိုတော့ဒါကိုယ့်ရဲ့အောင်မြင်မှုပါပဲအဲ့အတွက်ကိုကိုကအာဖြည့် တွေးပြရမယ်ပြီးတော့ကျတော့ကိုယ်အကောင်းဆုံးစူးစမ်းရမယ်ပေါ့ဟုတ်တမီးလေးလုံနိုင်သလားရှိသမျှအစွမ်းဆုံးလုပ်ခဲ့ပါအဘယ်နေရာရောက်ရောက်ဘာပဲဘယ်နေရာမှာပဲဖြစ်ဖြစ်အစင်နဲ့ဆုံးနဲ့အစင်နဲ့ပါတယ်ဒီလောက်လုံနိုင်နေဆိုတာအမှအရန်တော်နေပြီလို့တွေးပါရေရတော့ Miss Grand နေပြီးတော့ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်မြိုင်နဲ့အလာမဲတအုပ်ဖြစ်ပါရဲ့ရှင်ရွေးတက်က19နှစ်ရှိပါရဲ့ရှင် ။အော်ရွေရကြတော့ဟိုဟာဒီနုညာပိုင်းကိုအခုမှစဝင်ပူတာပါရှင်။အာအရင်ကတော့ဒီစာရီတင်နေတဲ့ဗောအကြောင်းအကြောင်းစာပဲဘတ်ဖဲလှည့်ပစ်တာပါရှင်။ လိမ်မားကလေးလေးကိုမမြတ်ချက်စီလိုက်တာပေါ့နော်စာလုံးနေတော့တပြည့်ကိုစာမလုံးနေတော့တပြည့်လာအလှမြပြိုင်နာမယ်ဆိုပြီးကိုရအမွေနောက်ပေါ့ဟောဘလို့ပိုးသွင်းလဲဆိုတော့ကိုကိုကအရှိမအငဲရွာစီရွာစီလေးလောက်ပြနေတဲ့အခါကျတော့ဟောမေတူသမီးမေတူသမီးဖြစ်သွားအမမေရေသမီးတော့အရင်စိတ်ပါလာပြီစိတ်ပါလာလေးအတူရွာမယ်ဆိုတော့အဲ့လိုပေါ့အမေအမေမကောင်းတာပါအော်ဘလို့စူးစမ်းရမယ်ပေါ့အာအောင်မြင်မှုဆိုတာလူတိုင်းကမရဘူးလေနော်အဲ့တော့ကျတော့ကြာရှုံးနေတုံရင်ကြုံရင်ဘလို့ဟာ ကိုယ့်ကိုယ်ဖြစ်တွေ့ရမယ်ဘယ်လိုစူးစမ်းရမယ်ဒါဟိုဟာဒီ crown ကြီးရမှမဟုတ်ဘူးလေဒီနေရာမှာဆိုရင်ကိုယ့်ရဲ့နာမည်တစ်ခုအာဥမာရွေးရွေးဆိုရင်လည်းနာမည်တစ်ခုဖြစ်သွားတယ်ဆိုရင်ဒါအောင်မြင်မှုတစ်ခုပါပဲလူတယောက်နှစ်ယောက်တည်တယ်ဆိုရင်ဒါကိုယ့်ရဲ့အောင်မြင်မှုပါပဲအဲ့အတွက်ကိုကိုကအာဖြစ် တွေးပြရမယ်ပြီးတော့ကျတော့ကိုယ်အကောင်းဆုံးစူးစမ်းရမယ်သမီးလေးကိုတော့အမြင်ပေါ့နော်သမီးအောင်မြင်မှုဆိုတာကတော့ဟိုလိုမျိုးကြီးတိုက်ခိုက်လဲယူနေကြမလို့လူရည်လဲယူနေကြမလို့ဖြည်းဖြည်းလေးနဲ့ပုံမှန်လေးပဲစူးစမ်းပေါ့နော်ဟိုယောက်ျားစွာအချိန်မှန်ရသလိုပဲအောင်မြင်မှုကလည်းအချိန်တန်ရပါတယ်ပေါ့နော်အဲ့လိုမျိုးလေးသူကဖြည်းဖြည်းချင်းလေးစူးစမ်းကိုယ်ကငယ်သေးငယ်သေးတဲ့အတွက်ကြောင့်မို့လို့အများကြီးလောက်ပိုင်ခွင့်နေရှိသေးတယ်ဒါဆိုဖြည်းဖြည်းချင်းစူးစမ်းနေနောက်ပိုင်းအောင်မြင်လာမှာပါအဲ့တော့အခုနဲ့တလန်းချင်းတလန်းချင်းပဲရှေ့ဆန်းစပြီးတော့အမြင်ပြောပြပြီးတည်တင်တိထိုက်ကြလေးတော့နားလဲပြရပေါ့ကိုကကျတော့ဟိုတငယ်ချင်းပေါင်းနေပဲပေါင်း င်းရတာဆရာတစ်ဖက် trainer ပါညာဆိုပြီးနေတဲ့လူမဟုတ်ဘူးဆိုတော့အဲ့လိုပါတမီးနဲ့ lion ကြီးတွေပျော်စီပြက်စီနေတယ်အငင်းဆဆနောက်နောက်နေပဲ ဟုတ်ကဲ့ဆက်ကြတာဆူဆူတာတော့အရင်ဆူကားဟိုတမီးလေးလုံနိုင်သလားရှိသမျှအစွမ်းကုန်လုတ်ခဲ့ပါအဘယ်နေရာရောက်ရောက်ဘာပဲဘယ်နေရာမှာပဲဖြစ်ဖြစ်အစင်းဆုံးတဲ့အစင်းနဲ့ပါတယ်ဒီလောက်လုံနိုင်နေဆိုတာအရင်တော့နေပြီလို့ပြောပါရွှေရကြတော့ဒီအစရင်တော့ကဒီစာပိုင်းမဲ့လဲပြတာပေါ့နော်အခုမှ grade 12ဖြည့်ပြီးထားတာဆိုတော့ဒီဘာသာစကားတွေသင်တယ်ဒီစာမှာပဲဒီအိမ်အိမ်တွင်းအောင်ပေါ့နော် introvert တော့မဟုတ်ပေမဲ့အိမ်တွင်းအောင်သဘောမျိုးဆိုတော့ဒီ social ဘိုင်းနေပါတယ်ဆိုရင်ရွေးနည်းနည်းစိတ်ပူပါရဲ့ရှင် တယောက်ယောက်နဲ့အဲ့လိုရောတော့ဝင်မနေရမှာတို့မှာတို့တယောက်တည်းကွဲထွက်နေမှာပေါ့အဲ့ဒါနည်းနည်းတော့စိတ်ပူပါရဲ့ဟုတ်ကျန်တာတော့အကောင်းဆုံးစူးစမ်းတော့ပါမယ်ရှင်မိဘတယောက်အနေနဲ့ trainer တယောက်အနေနဲ့ lover ဆိုရင်တော့ crown ပေါ့နော်ဟိုကိုယ်သမီးလေးဘယ်နေရာရောက်ရောက်အဆင်ပြေဆုံးလုပ်နိုင်အောင် ်တင်သေးမယ်ကိုကိုစွမ်းစားရှိတော့အများကြီးလုပ်ပေးခဲ့မယ်သမီးလေးရောက်တဲ့နေရာတိုင်းကသမီးလေးရဲ့စူးစားအားထုတ်မှုတွေအကြောင်းပါမရခဲ့တဲ့နေရာကတော့ trainer အတုံးကြလို့ပါအဲ့လိုပဲပေါ့နော်ဒါကတော့မိဘမေတ္တာပါပဲမိဘမေတ္တာအနေနဲ့ဆိုရင်တော့ခံရတော့မစင်းပါသိရှိနေပြိတ္တာအားလုံးအကုန်လုံးသမီးလေးကိုအပ်ပါတယ်ပြိတ္တာကြီးအကုန်လုံးရေးရအတက်လေးဖြစ်တယ်အခုမှလည်းစားတယ် တမီလေးလည်းဖြစ်တဲ့အခါကျတော့စရုပ်ကိုစိတ်ခင်တယ်လို့မျိုးစရုပ်ဟိုလုံနိုင်နေအဖက်ဖက်ကနေလုတ်ခဲကြတယ်လို့မျိုးပဲတမီလေးရဲ့ကြိုးစားမှုတိုင်းအတွက်ကိုလည်းအားပေးပေးကြပါအလွဲမားလေးရှိခဲ့ဆိုလို့ရှင်လည်းအပြစ်မမြင်မဲနဲ့စစ်တဲ့စိတ်လေးနဲ့ပဲကြည့်ပြီးတော့အားပေးဖို့တက်ဆောင်ရမြတ်တာရခံပါတယ်။အာရွေးကအခုမှပထမဆုံးဒီအနုညာလောကရဲ့ဝင်တာပေါ့နော်။အဲ့တော့အမဆော်ပြောသလိုပဲအမလေးရှိရဆိုရင်လည်းခွလို့ပါ။ရွေးအကောင်းဆုံးကြိုးစားတော့ပါမယ်။အားလုံးအားပေးကြပါအောင်ရှင်။